မင်္ဂလာပါရှင် Panelist Business Services ရဲ့ Founder မတူတန်စင်ဖြစ်ပါတယ်ဒီနေ့မှာတော့လုပ်ငန်းခွင်မှာစိတ်ကမရှိတာကဘာကြောင့်ဝန်ထမ်းတွေရဲ့စိတ်ဓာတ်ကိုကျဆင်းစေနိုင်လဲဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့မျှဝေပေးသွားပါမယ် လုပ်ငန်းရှင်တချို့ကစီကံတင်ကြလို့ဝန်ထမ်းတွေအလုပ်ထွက်ကုန်မှာဆိုးလို့ဆိုပြီးတော့ပေါ့ပေါ့ပါပါပဲနေတတ်ကြပါတယ်။ဒါပေမဲ့တကယ်တမ်းကျတော့လုပ်ငန်းခွင်မှာရှင်းလင်းတဲ့စီကံမရှိတာကဝန်ထမ်းတွေအတွက်ကိုဘာလို့ရမှန်းမသိဖြစ်စေပြီးတော့အဆင်မပြေမှုတွေကိုပိုပြီးတော့ဖြစ်စေနိုင်ပါတယ်။စီကံမရှိခြင်းကရေရှည်မှာဝန်ထမ်းတွေရဲ့စိတ်ဓာတ်ကိုပါအများကြီးထိခိုက်စေပါတယ်။ဘာကြောင့်စိတ်ဓာတ်ကျလာနိုင်တာလဲ။ ပထမအချက်ကကြတော့ညှာတောက်မှုမရှိဘူးလို့ခန်းစားကြရတာပါရှင်းလင်းတဲ့စည်းကမ်းတွေမရှိတဲ့အခါကျတော့မန်နေဂျာတဦးချင်းဆုံးဖြတ်ချက်ပေါ်မှာပဲမူတည်ပြီးတော့ပြုမှုဆက်ဆံပုံတွေကကွာခြားလာနိုင်ပါတယ်ဝန်ထမ်းတချို့ကခွင့်ရပိုရတာနောက်ကျမှလာတာကိုခွင့်ပြုထားတာဒါတွေကတခြားဝန်ထမ်းတွေအတွက်မမျှတဘူးလို့ခန်းစားရပြီးတော့မကျေမနပ်တွေဖြစ်စေပါတယ်ဒုတိယအချက်ကကျတော့ရှင်းလင်းတဲ့လုပ်ငန်းစဉ် process မရှိခြင်းပါ အလုပ်ကိုဘယ်လိုလုပ်ရမလဲဆိုတော့ရှင်းလင်းတဲ့ process မရှိတဲ့အခါမှာအမှားတွေပိုပြီး တော့ဖြစ်လာနိုင်ပြီးတော့အလုံးလို့ရတာလဲစိတ်ဖြစ်စီမှုတွေပို့ပြီးတော့များလာတတ်ကြပါတယ်ဒါကဝန်ထမ်းတွေရဲ့စွမ်းဆောင်ရည်ကိုကြာစင်းစေပါတယ်တတိယအချက်ကကြတော့လုပ်ငန်းခွင်ညင်ချင်းမှုဖြစ်တဲ့ culture ပျက်စီးခြင်းမှာစီကံမရှိတဲ့လုပ်ငန်းခွင်တစ်ခုမှာဝန်ထမ်းတွေကအချင်းချင်းလေးစားမှုလည်းမရှိပါဘူးတာဝန်ယူမှုလည်းမရှိတာမျိုးတွေပို့ပြီးတော့ဖြစ်လာနိုင်ပါတယ်ဒီလိုပတ်ဝန်းကျင်မျိုးကကောင်းမွန်တဲ့ဝန်ထမ်းအတွက်ကိုအလုံးလို့ရတာမပျော်တဲ့အထီးကိုဖြစ်စေပါတယ် ။တနည်းချောင်းရရင်တော့လုပ်ငန်းခွင်စည်းကမ်းတွေကဝန်ထမ်းတွေကိုထိန်းချုပ်ဖို့အတွက်တည်းမဟုတ်ဘဲနဲ့ညတာပြီးတော့တည်ငြိမ်တဲ့လုပ်ငန်းခွင်တခုကိုတိစောက်ဖို့အတွက်ကိုအရန်ကိုအရေးပါပါတယ်။ဒါမှလည်းဝန်ထမ်းတွေကယုံကြည်စိတ်ချစွာနဲ့ပေါ့နော်စိတ်တက်မကြဘဲနဲ့လည်းအလုပ်လုပ်နိုင်မှာပဲဖြစ်ပါတယ်။နောက်ထပ်အရာနဲ့ပတ်သက်တဲ့ဘ ഹു တုတရရဖို့ကျမတို့ရဲ့ page ကို follow လုပ်ထားပေးဖို့ဖိတ်ခေါ်ရင်းနဲ့ဒီနေ့အတွက်တော့ဒီလောက်နဲ့ပဲညနာပြစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။